ီပီတိုနဲ့မိုင်းတရားကျော်အကွာမှာရှိနေတဲ့ကျွန်တော်မှပြည်သူများတို့ရင်းနဲ့တော့အကြံပြုစကားနဲ့ပြည်သူများထဲမှာပဲပါဝင်တဲ့လက်ရှိတမတော်တွေကစစ်တီရရှိတို့ရဲ့မိသားစုဝင်ပြည်သူများကိုလင်းနဲ့တဲ့အမှားစကားတစ်ခုပြောကြလိုပါတယ်လင်းနဲ့တဲ့အမှားစကားဆိုတာထက်ရဲဘော်ရဲဘက်စိတ်နဲ့ပြည့်ရတဲ့ တာဝန်နဲ့ဝတ္တရားညွှန်ကြားသောအမိတ်အမှားစကားလို့ဆိုရင်ပို့ပြီးတော့လေးနဲ့မှန်ကန်ပါလိမ့်မယ်ဒီကနေ့အခြေအနေကိုပြည်သူလူထုနဲ့စစ်တီမိသားစုဝင် နိုင်ငံသားများကြားရှိတွေ့သည့်သမျှနောက်ဆုံးအခြေအနေတွေကိုသိရှိပြီးဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်မနေ့ကဆိုရင် မြန်မာနိုင်ငံရဲ့သမိုင်းမှာသူတဖြစ်ပေါ့ကမ္ဘာနိုင်ငံရဲ့စစ်သမိုင်းတွေမှာမကြုံစဘူးထူးကဲတဲ့သတင်းမှတ်တမ်းတွေဖြစ်ကမ္ဘာအဆင့်30ကျော်ရှိသောစစ်တပ်ကြီးတစ်တပ်ကကြီးရီလီတပ်မတော်ကြီးတစ်ခုရဲ့ထိတ်တန်းစစ်ဗိုလ်ချုပ် Regional Commander အဆင့်ရှိတဲ့တိုင်းမူအဆင့်ရှိတဲ့စစ်ဗိုလ်ချုပ်တွေဗိုလ်မှူးချုပ်တွေဒတိတန်းကြီး အရှင်ဖမ်းဆီးရမိတဲ့အကြောင်းတော်လန်ရေးတပ်ဖွဲ့တွေကကမ္ဘာပြည့် ထုတ်ပြန်ကြေညာတဲ့အပြင်တိုင်းစစ်တပ်နောက်ကျုပ်ကြီးကိုပါလက်ရသိမ့်ပိုက်ရရှိပြီဖြစ်တဲ့ကြောင်းကဘာအလန်တိုင်းမင်္ဂလာပါခင်ဗျာကျွန်တော်ရေတူရှင်နေမှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရှင်နေဟာဆိုရင်နေ့စဉ်နေ့တိုင်းနဲ့တိုင်း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 ကောင်းတွေကိုတန်ဆက်ပေးနေရမှာကျွန်တော်ရှင်နေလည်းကိုလည်းဆက်ပေးလုပ်ပေးပြီးဖိုက်ချင်တယ်ပြောပေးနေတာမျိုးပြန်ဆောင်နေတယ်နေ့တိုင်းတောင်းဆိုရှင်ပါတယ်ခင်ဗျာအာကထုတ်ပြန်ကဘာတိအောင်ထုတ်ပြန်ကြေညာလာနိုင်တဲ့အခြေဖြစ်တယ် ဒုတိယဥစားပဲဖက်ဆစ်စနစ်ကိုရက်ဆက်ရုံမာစွာအသက်သွင်းမှုကြိုးပမ်းနေတဲ့ဖက်ဆစ်ဒေါက်တိုင်အမာခံစစ်ဗိုလ်ချုပ်တယောက်ဖြစ်တဲ့ဇော်မင်းထွန်းကိုယ်တိုင်ကလည်းပဲဒီကနေ့မနေ့ဝန်ခံလာပြီးသူတို့အနေနဲ့လုံတင်လှုပ်ထွက်တာတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းဆိုတဲ့အမတန်မှတိုင်းပြည်အနာဂတ်အတွက်ပြည်သူတိုင်းသားအလုံးရဲ့ကံကြမ္မာတွေအတွက်စိုးထိပ်ပူပန်စရာအရက်ဆက်ဆုံးအယုံမာဆုံး ဆက်လက်လှုပ်ဆောင်သွားမယ့်ပုံရိပ်ဒီကိုထွက်ပေါ်လာတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့သူတစ်ဖြစ်စစ်တကတူចောင်းစင်းရာရှိဟောင်းတယောက်အနေနဲ့ပြည်သူစစ်သားတယောက်အနေနဲ့တက်မတော်မိသားစုဝင်စစ်သည်မိသားစုတွေနိုင်ငံသားတွေကို လေးနက်တဲ့အကြံပြုစကားမိတာနဲ့ရှင်ပြီးပြောကြားဖို့အတွက်ဒီအစီအစဉ်ကိုတင်ပြတာဖြစ်တယ်ဇော်မဲဇော်မင်းလွန်ထွန်းခေါ်အကြံဖက် ခေါင်းဆောင်တယောက်ကလုံတင်လှုပ်ရတာကိုဆက်လုပ်မယ်ဆိုတော့ထုတ်ပြန်ပြောကြားခြင်းနဲ့တစ်ချိန်တည်းမှာပဲကြန့်ခံရေးခေါင်းဆောင်တယောက်ဖြစ်တဲ့ခင်ကြီးမြမပြည်ကိုရက်ဆက်စွာနဲ့ဆက်အနာရှင်စနစ်သက်ဆိုးရှေဖို့ရုံမှာသာကြိုးပမ်းနေတဲ့ကြန့်ခံဖွံ့ဖြိုးရေးပါတီခေါင်းဆောင်ခင်ကြီးကရုရှားနိုင်ငံမှာသွားပြီးသူတို့ရဲ့လက်ရှိရင်ဆိုင်နေရတဲ့စစ်ရေးအရနိုင်ငံရေးအရအဆုံးစုံထိကြာဆုံးနေတဲ့ပုံမှာ ကာကွယ်ကူညီပေးဖို့စစ်ရေးအကူအညီသွားတောင်းတဲ့သတင်းလည်းဒီကနေ့ထွက်ပေါ်လာပြီဖြစ်တယ်။အဲတော့ဖက်စစ်မင်းအွန်လိုင်းဦးဆောင်တဲ့ဖက်စစ်စစ်တပ်ဟာပြည်သူတိုင်းသားတရက်လုံးကိုရန်သူဖြစ်ကြီးညာပြီးနှိမ်နှင်းတပ်ဖြတ်မြို့ကြီးတွေကိုမိလောင်နိုင်သွင်းဖျက်ဆီးနေုံနဲ့အမရပဲရုရှားကိုပါစစ်ကူခေါ်ပြီးတနိုင်ငံလုံးကို ပြာပုံအတိဖြစ်တဲ့အထိဆက်လက်ယူမိုက်စွာအာနာယူသွတ်သွားမှာဖြစ်တယ်။သမရယူ သူကိုယ်သူယာယီတမတဖြစ်ခန့်အပ်တဲ့မင်းအွန်လိုင်းနောက်တခါစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမင်းအွန်လိုင်းနိုင်ငံတော်ဝန်ကြီးချုပ်မင်းအွန်လိုင်းတက်မတော်ကာကွယ်ဦးစီးချုပ်မင်းအွန်လိုင်းယာဒူးမန္တမရသူတယောက်တည်းတင်ကျုံယူထားတဲ့မင်းအွန်လိုင်းရဲ့မှားယွင်းတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်တိဆောက်ရန်စနစ်ဆိုးလက်ပတ်ရန်ကြိုးစားအားထုတ်မှုကြောင့်အခုဆိုရင်ဖက်စစ်တပ်လို့ခေါ်တဲ့ပြည်သူတရားလုံးက ယွန်ရှာမုံဒီအော်နှလုံးနာသွားပြီဖြစ်တဲ့တက်မတော်ထဲကအောက်ခြေစစ်တီရရှိမြောက်များစွာဟာလူပီကထွက်ခွာသွားကြပြီးအဖမဲ့သားသမီးပေါင်းသိမ်းနဲ့ချီပြီးပေါ်ပေါက်လာခဲ့ပြီဖြစ်တယ်။ပြီးကြတဲ့ရပိုင်းတော်တင်းမှာပဲဖက်စစ်အကြမ်းဖက်စစ်တပ်ထဲကစစ်တီအရာရှိအ ਨੇ ဆုံးထောင်ကနန်းကျော်ဒေဆုံးခဲ့ရပြီးအ ਨੇ ဆုံး9000နဲ့1000ကျား အလံဖြူထောင်လက်နက်ချလာခဲ့ပြီဖြစ်တယ်။ဒီလိုအခြေအနေတွေထဲမှာကျွန်တော်အနေနဲ့စစ်သားဟောင်းတယောက်အနေနဲ့တမတော်ရာရှိဟောင်းတယောက်အနေနဲ့ကျွန်တော်ရှိကိုချိတ်ဆက်ပြောဆိုရင်ဖွင့်လာတဲ့စစ်တီမိသားစုဝင်တွေရဲ့လက်တလောနောက်ဆုံးစက်ပြီးပြင်းထန်တဲ့အခြေအနေတွေကို ကောင်းစွာသိရှိတယ်။ဒါပါလဲဆိုရင်စစ်တီရာရှိတွေရဲ့သက်ဆွန်စုကြီးအသက်အာမခံကြီးတွေရဖို့အတွက်အသက်အာမခံကုမ္ပဏီအောင်မြင့်မှု ုမ္ပဏီဟာလက်ရှိဖက်စစ်ကျန်းဖက်တမတာယူမင်းအောင်လှန်ရဲ့သားအောင်ပြေဆောင်ပိုင်ဆိုင်တဲ့ကုမ္ပဏီဖြစ်တယ်။ဒီကုမ္ပဏီဟာစစ်တီအရာရှိတွေခြေထဲမှာပေးဆုံးနေဆိုရင်သူ့အနေနဲ့ထိုက်တဲ့နဲ့နင်နာမှုတက်ဆွန်စုကြီးတွေအသက်အမခံရော်ကြီးတွေကိုတနင်္လာဘိုးထုတ်ပေးရမှာဖြစ်တယ်။ဒါပေမဲ့အခုနောက်ဆုံးအခြေအနေတွေအရမင်းအွန်လိုင်းရဲ့သားပိုင်ဆိုင်တဲ့ကုမ္ပဏီဟာ အသက်အမခံအတွက်ရောကြီးတောင်းခံလိုတဲ့စစ်သည်မိသားစုတွေကိုတေဆုံးသွားတဲ့စစ်သားရဲ့ဓာတ်ပုံအထောက်ထားပြသနိုင်မှအသက်အမခံရောကြီးထုတ်ပေးမှဖြစ်ပြီးဓာတ်ပုံအထောက်ထားမပြသနိုင်ရင် ထုတ်မပေးဘူးလို့ညွှန်ကြားလိုက်တဲ့အတွက်စစ်သည်မိသားစုဝင်တွေဟာတကယ်ရှေတန်းလို့ခေါ်တဲ့စစ်စခန်းတွေထိလိုက်ပြီးသူတို့ရဲ့လင်သားဖြစ်သူတေဆုံးအလောင်းကို ဓာတ်ပုံရအောင်ကြိုးစားရတော့မယ့်အနေအထားဖြစ်သွားပါတယ်။ဆိုတော့အခုရမခါထဲမှာပြန်ကျဲနေတဲ့အလောင်းတွေတရင်၆ရင်းလုံးပြီးခဲ့တဲ့နှစ်ရက်တော်တွင်ခြေမုန်းခံရလို့တေသွားတဲ့ညာနဲ့ခြေတဲ့စစ်သားတွေကြံခဲ့တဲ့ကြံရည်သူမိသားစုတွေဟာအခုဆိုရင်တောကလောင်မြိုက်စွာနဲ့တဘူပေါ်တဘူဆင့်အတိဒုက္ခရောက်နေကြပါတယ်။တဘူကသားဖြစ်သူသို့မဟုတ် ခင်ပွန်းလင်သားဖြစ်သူစစ်သားရာရှိတေသွားတယ်။တေသွားကြောင်းလဲမီဒီယာတွေမှာပေါ်ပေါက်လာတဲ့အခြေအနေအခင်းကျင်းတွေအရဓာတ်ပုံထောက်ထားတွေအရသိတယ်။ဒါပေမဲ့တယင်းတွေကတက်မာတွေကယူဟာတွေကမိမိရဲ့သားသို့မဟုတ်ခင်ပွန်းစစ်သားကိုတေဆုံးတယ်လို့လက်မခံဘဲနဲ့ပျောက်ဆုံးတယ်ဆိုရက်ကြီးနှမ်းပဲထုတ်ပြန်တယ်။တောင်းမှုမှဘလောက်ဘလောက်ဘလောက်ဘသူဘသူဒီ ပျောက်ဆုံးစစ်မြေပြင်တနေရာတွင်ဆက်သမှုမရပဲပျောက်ဆုံးနေကြောင်းအမှန်တကယ်တေသွားတာတေသွားကြောင်းလဲမီဒီယာတွေမှာမြင်ထားပြီးပြီဒါပေမဲ့တေတယ်လို့သူတို့ကအထက်ရာရှိကောင်တွေကလက်မခံဘူးဘာကြောင့်လဲတေတယ်လို့သူတို့လက်ခံလိုက်ရင်မင်းအောင်လိုင်ရဲ့သားအောင်ပြေဆုံးကုမ္ပဏီကသက်ဆွန့်စုကြီးတွေတိမ်ပေါင်းများများစွာထုတ်ပြရမှာဖြစ်တယ်စစ်တီတယောက်ကိုတိမ်ပေါင်းများများစွာဆိုရင်စစ်တီထောင်နဲ့တောင်းနဲ့ချီပြီးဆိုရင်တိမ်ပေါင်းတန်းနဲ့ဂရေနဲ့ချီပြီးသူတို့ဟာနစ်နာမှုရောကြီးထုတ်ပြရမှာဖြစ်တယ်အဲ့တော့မင်းအောင်လိုင်နဲ့ ဖက်စစ်ခေါင်းဆောင်တွေဟာအာနာယူတွေဟာရသလောက်တိုင်းပြည်ကိုဖျက်တိုင်းပြည်ရဲ့ဘန်နာကိုရသလောက်ခိုးပြီးအခုဆိုရင်ထွက်ပေါ်လာတဲ့သတင်းတွေကအနောက်နိုင်ငံတစ်ခုသို့မဟုတ်ပေါ်တူဂီဘရာဇီးနိုင်ငံတစ်ခုခုမှာနိုင်ငံသားဖြစ်ခွင့်ရှောက်ထားပြီးဖြစ်ကြောင်းသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုရွှေ့ပြောင်းပို့ဆောင်ထားပြီးဖြစ်ကြောင်းနိုင်ငံကနေအချိန်မီထွက်ခွာဖို့အစဉ်သင့်ဖြစ်နေပြီးဖြစ်ကြောင်းကျွန်တော်တို့သိရှိရဖြစ်တယ်ဖက်စစ်အာနာယူမင်းအောင်လိုင်းနဲ့မိသားစုတွေဟာ အခုဆိုရင်သူသားအောင်ပြေဆုံးဟာသမောက်ဝါယမစနစ်နဲ့တည်ဆောင်မယ်ဆိုပြီးတနိုင်ငံလုံးကတင်တာလုပ်ငန်းနိုင်ငံဘန်နာတွေကိုသူတူတည်းရယူထုတ်ယူတုံဆွဲသွားပြီဖြစ်တယ်။ဒါဟာသူတို့မိသားစုလိုက်ထွက်ပြေးတဲ့အခါမှာနိုင်ငံဘန်နာငွေအားလုံးကိုသူတို့မတရားခိုးယူထားတဲ့ပိုင်ဆိုင်မှုအားလုံးကိုတဘာလေးယူပြီးနိုင်ငံတော်ကြီးကိုပြည်သူတရားလုံးကိုပါချွတ်ချုံကြပြာပုံထဲမှာပစ်ထားခဲ့မဲ့ရက်ဆက်ရုပ်မာသောဖက်စစ်လုပ်ရဖြစ်တယ် ပြာပုံထဲမှာစွန့်ပစ်ထားခံရမဲ့ပြည်သူတွေအแทမှာအခု လင်းသေးသားသေးမဗရာမြေလူးသလိုလူလဲသေးဂုံတိခါလဲသေးလစာလဲထုတ်မပေးတော့ဘဲနဲ့လစာလဲသေးတေသုံးသေးနဲ့ရင်ဆိုင်ပြီးကြေကွဲနေရတဲ့နောက်တန်းကကြံခဲ့သောစစ်တီမိသားစုတွေလင်းသားသေးသွားတယ်သိတယ်လစာထုတ်မပေးဘူးကြိတ်ခါလဲထုတ်မပေးဘူးကိုယ့်အကိုရှာဖွေစားအပြင်ထွက်ခွင့်လည်းမပေးဘူးဘာလဲဆိုတော့ကြောက်ဆုံးနေတဲ့စစ်သားကစစ်တီက တစ်ဖက်မှာခိုးလုံသွားရင်နောက်တန်းမှာကြံခဲ့တဲ့မိသားစုတွေကိုဒဇာကန်ဖြစ်ထိမ့်သိမ်းထားနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်ဆိုးရွားရုပ်မာတဲ့ရည်ရွယ်ချက်နဲ့စစ်တီမိသားစုတွေကိုထိမ့်ချုပ်ထားတယ်။အဲ့တော့အဲ့ဒီမိသားစုတွေဆိုတာလဲကျွန်တော်တို့ရဲ့နိုင်ငံသားတွေဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ရှေ့ဆက်သွားမဲ့နိုင်ငံတော်တည်တိဆောက်ရေးအစီအမံမှာကြံရစ်တဲ့မိသားစုတွေကိုအထောက်အယောက်ငင်းညာစိတ်နဲ့ကျွန်တော်တို့သဘောထားကြီးပေးမှာဖြစ်တဲ့အတွက်ကြောင့်အခုကတည်းကလက်ရှိဖက်စစ်တပ်တွေကစစ်တီမိသားစုတွေဟာကျွန်တော်တို့နဲ့ ဥပပေါင်းဆောင်ရွက်မှုတွေပြုဖို့လိုလာပြီးအချိန်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်အနေနဲ့လေးနဲ့စွာနဲ့ပြည်သူ့ရဲ့ကိုယ်စားညွန်ကြားချက်တိုက်တွန်းချက်တောင်းပန်ချက်အမိတ်စကားတစ်ခုပါခြင်းတယ်။အဲ့တော့နောက်တန်းမှာကြံခဲ့တဲ့စစ်တီမိသားစုဝင်တွေတေဆုံးသွားပြီးတက်ကလည်းထောက်ခေါက်ခွင့်မရလာစားလည်းထုတ်မပေးလို့အငတ်ပေးကြုံနေတဲ့စစ်တီမိသားစုတွေနောက်တန်းလုံခြုံရေးဆိုတဲ့အကြောင်းပြချက်နဲ့စစ်တင်တန်းအပူတပြင်းတက်ခိုင်းပြီး လက်နက်နဲ့ကြည်တချို့မလောက်မငါထုတ်ပေးထားပြီးနောက်တန်းဌာနချုပ်တီအတွက်ကာကွယ်ကင်းဆောင်နေရတဲ့လင်းသေးသွားလို့အပူမီတော့ကကျွေနေတဲ့မုတ်ဆိုးမှပူပူနွေးနွေးစစ်တီဇနီးမိသားစုတွေအားလုံးတည်တည်ချာချာနားထောင်ပါကုဆိုရင်ဖက်စစ်အကျန်းဖက်စစ်တက်ကြီးဟာလုံးဝပြိုလဲရိုင်နဲ့မကြခင်ပြတ်သုံးကြဆုံးတော့မှဖြစ်တယ်ခင်ဗျားတို့တွေပေါဝင်လက်ပတ်နေတဲ့ဖက်စစ်အကျန်းဖက်စစ်နေကြီးပြည်သူတိုင်းသားတရက်လုံးကလက်မခံတဲ့အတွက်ကြောင့် ဝိုင်းဝန်းတိုက်ခိုက်မောင်းထုတ်ကျွန်တော်တို့ပြည်သူဘက်ကအောင်လန်တွေတစတစတနေငံလုံးမှာထူလာပြီးဖြစ်တယ်။ခမားတို့စစ်တီတွေထောင်နဲ့တောင်းနဲ့ချီပြီးသေထောင်နဲ့ချီပြီးကျွန်တော်တို့ဘက်ကိုအလံပြူချလံပြူထောင်ပြီးလက်နက်ချဥပေါင်းလာတဲ့အချိန်မှာလက်ရှိနောက်တန်းဌာနချုပ်မှာအကျယ်ချုပ်ဗပွဲအမှုရင်းနဲ့အန်စီထားခံရတဲ့စစ်တီဗီဇာဝစုဝင်တွေကို လေးနဲ့စွာနဲ့ဖန်ကြားခြင်းနဲ့ဒါကတော့ဖက်စစ်စနစ်ရဲ့ငွေငွေပဲကြံတော့တဲ့နောက်ဆုံးအသက်ဟာ ခင်ဗျားတို့တို့နောက်တန်းဌာနချုပ်တွေမှာတာကွယ်စောင့်ရှောက်ပေးနေရတဲ့တိုင်းရင်းဌာနချုပ်တယင်းယုံအဲ့ဒီမှာတုံမိထားတဲ့လက်နက်တိုက်တွေနောက်ပြီးတော့ညီမကြီးအလဲပိုင်းအကြီးစားစစ်ပစ္စည်းထုတ်လုပ်တဲ့စေယုံကြီးတွေကောက်ကွေးပစ္စည်းထုတ်လုပ်တဲ့စေယုံကြီးတွေလက်နက်တိုက်ကြီးတွေဒီလက်နက်တိုက်ကြီးတွေကထပ်မံထွက်ပေါ်လာတဲ့ဖြတ်အားဖြင့်လက်နက်ခဲရန်ရန်နေရာတွေကဖက်စစ်အကြမ်းဖက်စနစ်ကိုတက်ဆိုးရှေဖို့ဆက်လက် ိုးပန်းသွားမဲ့အရာတွေဖြစ်တယ်။ဖက်စစ်စနစ်ကိုတက်ဆိုးရှိဖို့ကြိုးပမ်းမဲ့ဒီလက်နက်တွေဒီခရင်တွေဒီကိုတော်တွေကိုကာကွယ်ရှောက်ရှောက်နေရတဲ့လက်ရှိငိုကြွေးနေတဲ့စစ်တီမိသားစုဝင်တွေအနေနဲ့တိုင်းပြည်တာဝန်၊တမိုင်းပြည်တာဝန်မိမိတို့လက်ရှိသုံးနေကြဖြတ်သန်းခဲ့ရပြီးဖြစ်တဲ့ဖက်စစ်အကြမ်းဖက်စနစ်ဆိုးကြီးရဲ့ယွန်ရှာအော်နှလုံးသားမုံဒီဝဲရပြက်ဆက်ကြမ်းကြုတ်မှုတွေကိုခင်ဗျားတို့သားစီမြေဆက်ဆက်လက်ကြုံသက်မရှိဖို့အတွက်ဦးပေါင်းထမ်းဆောင်ရမယ့်အချိန်ကြာရောက်လာပြီဖြစ်တယ်။ဒါကြောင့်ဤသူကိုစား ကြီးနှစ်ကိုလေးလေးလေးကျုပ်ကစစ်တီမိသားစုဝင်များကိုမိတ်ပေးတယ်ခမားတို့ကာကွယ်စောင့်ရှောက်နေရတဲ့တရင်ဌာနချုပ်တွေဟေရန်လက်နက်တိုက်တွေကိုမီးပူဇော်ပေးပါမီးပူဇော်စပါရင်ကျတဲ့အုံနှုံနဲ့ညွန်ကြားတာဖြစ်တယ်ခမားတို့လုံနိုင်တဲ့အတိုင်းတာတဲကနေဒီခရင်လက်နက်တိုက်တွေနောက်တန်းဌာနချုပ်တရင်ယုံနေအားလုံးကိုပြာပုံဖြစ်အောင်ကြိုင်နေတဲ့တနိုင်ငံလုံးက ဝိုင်းဝန်းကြိုးပမ်းရမယ့်အချိန်ရောက်ပြီ။ကာဝေးပစ္စည်းတို့လို့တဲ့စက်ယုံကစစ်တီမိသားစုနဲ့အားလုံးပေါက်ကွဲဖျားအပြင်းနဲ့လက်နက်တွေကိုတော်နေရန်တိုက်တွေဒုံးကျည်တွေထားတဲ့လက်နက်ကိုတော်အားလုံးကိုပြာပုံအဖြစ်အသွင်ပြောင်းပါ။ဒါဆိုရင်ခင်ဗျားတို့ကိုယ်တိုင်ကျွန်ဘွားဖြစ်နူနီးနဲ့ဖမ်းဆီးထားခဲ့ရတဲ့ခြေနေရလဲလွတ်မြောက်မယ်။တနိုင်ငံလုံးကိုစိုးဝါးစွာဗိုလ်ချရက်ဆက်ပြာပုံအတိအသွင်းနေတဲ့ဖက်စစ်စနစ်ကြီးကလည်း နှီးကုန်းချုပ်သွားမယ်ခင်ဗျားတို့မျော်လင့်တဲ့ခင်ဗျားတို့သားသမီးတွေတာယာလွတ်လပ်ဘေးကင်းစွာနေထိုင်တဲ့နိုင်ငံတော်တစ်တခုလည်းပေါ်ပေါက်လာမယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတော်လှန်ရေးတပ်တွေဘက်ကိုဖောက်ခွာပူးပေါင်းလာဖို့အခွင့်မသာတဲ့နောက်တန်းကစစ်တီမိသားစုဝင်အားလုံးနှီးဆက်ရလက်နက်တိုက်ကရန်တိုက်တွေနှီးဆက်ရကာကွယ်ပစ္စည်းဆိုတဲ့ဖောက်ခွဲပြင်းထုတ်လုပ်တဲ့ရန်နေရာတွေကိုဖျက်ဆီးပါပြီးလောင်တိုင်းအတွင်းမှာခင်ဗျားတို့ကျွမ်းကျင်တဲ့ဖောက်ခွဲလက်နက်တွေနဲ့ဖောက်ခွဲပါလို့တုတ် နေပြည်တော်နဲ့မိုင်းတရားကျော်အကွာကနေခင်ဗျားတို့ကိုမိန်ပေးတယ်အဲစစ်တီမိသားစုဝင်တဲ့အားလုံးပူပေါင်းပါဝင်ခြင်းဖြင့်ဖက်စစ်စနစ်ကြိုးဆိုကြီးရပိုင်တွင်ဏီကုံချုပ်သွားမှာဖြစ်တယ်အားလုံးကိုလေးစားဂုဏ်ယူစွာနဲ့ကြိုးဆိုနေပါတယ်